မင်္ဂလာပါဖင်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုအထင်းမှာတော့အချိန်တိုအတွင်းမှာလူရှင်သားတွေကို manifest ဖြစ်စေမင်းနည်းလမ်းတစ်ခုကိုပြောပြပေးပါမယ်ဒီနေရာမှာအချိန်တိုးဆိုတဲ့အရာကတော့ကိုယ်သိမှတ်ထားတဲ့အချိန်တိုးဖြစ်ပါတယ်။ကိုယ်သိမှတ်ထားတာကတစ်နာရီအတွင်းလား၊သုံးနာရီအတွင်းလား၊တရက်အတွင်းလား တပည့်အတွင်းလားတလအတွင်းလားစသဖြင့်ကိုယ်အနေနဲ့လိုရှင်တဲ့အရာတခုကို manifest ပြုလို့ဖို့တက်မဲ့ထားတဲ့အချိန်တိုကာလအတွင်းမှာ manifest ဖြစ်စီမင်းနည်းနဲ့ဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့ကိုယုံကြည်ရအချိန်တစ်ခုခုကိုတင်မဲ့ပြီး manifest ပြုလုပ်လို့ရပါတယ်။ဒီလို manifest ပြုလုပ်နိုင်ဖို့လိုချင်တဲ့အရာတွေကလေကိုချစ်ခင်တဲ့ချစ်သူတယောက်လေးဖြစ်နိုင်တယ်။ကိုအတွက်မမျှော်လင့်ထားတဲ့ငွေတွေအများအများကိုလေးဖြစ်နိုင်တယ်။အဲကာအစ်စ်အိမ်အစ်စ် ။သာသဖြင့်မိတ်ဆွေတို့အနေနဲ့လိုရှင်တဲ့အရာတစ်ခုခုကိုဆိုလိုပါတယ်။အခုပြောပြပေးမယ့်နည်းလမ်းဟာလူတော်တော်များများအတွက်အလုပ်ဖြစ်အောင်မြင်တဲ့ manifestation နည်းလမ်းတစ်ခုတော့ဖြစ်ပါတယ်။အခုဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကိုကောင်းမွန်စွာအသုံးပြုနိုင်ဖို့မိတ်ဆွေတို့သိသိတဲ့အကြောင်းအရာလေးတွေကိုနည်းနည်းပြောပြပါမယ်။အဲ့ဒီတော့ပထမဦးဆုံးအနေနဲ့သိသိတာကတော့ manifestation ရဲ့အတားအဆီးတွေအကြောင်းဖြစ်ပါတယ်။ ဒီ manifestation အတားအဆီးတွေသာရှိမည်ဆိုရင် ကျွန်ုပ်တို့လိုရှင်တဲ့အရာတွေဖြစ်ရှင်တဲ့အရာတွေဟာအလွေတကူရလာမှာဖြစ်လာမှာမဟုတ်ပါဘူး။အဲ့ဒီ manifestation အတားအဆီးတွေကို resistant လို့ခေါ်ကြပါလေ။အဲ့ဒီ resistant တွေဟာစိုးရိမ်စိတ်တွေ၊ကြောက်ရွံ့စိတ်တွေ၊သင်တရားစိတ်တွေပြီးရင်နောက်တစ်ခါ cancel ထားတဲ့ limited belief တွေဖြစ်ပါတယ်။ ကိုလိုရှိနေတဲ့အရာတွေနဲ့ပဲ့တဲ့လို့ဒီလိုစိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်တင်တရားစိတ်တွေသာရှိနေမေဆိုရင်လိုရှင်တဲ့အရာတွေကိုတွေ့ကူစွာ manifest ဖြစ်မှာမဟုတ်ပါဘူး။ ဥပမာဆိုကြပါဆိုမိတ်ဆွေကကားအသေးတစ်စီးလို့ရှင်ဒီဆိုရင်ကိုစိတ်ထင်းမှာကအဲ့ဒါနဲ့ပက်သက်လို့အဲ့ဒီ resistant တွေအတားအဆီးတွေရှိနေတယ်ဆိုပါဆိုဒီတော့ကိုစိတ်ထင်းမှာဘလို့တွေးမိမလဲဆိုရင်အဲ့ဒီကားကငါဝေးနိုင်မှာလားငါမှာကငွေလုံလုံလောက်လောက်မရှိဘူးဒီကားကိုဝေးနိုင်ဖို့ဆိုတာငါမဖြစ်နိုင်ဘူးအဲ့ဒီလိုမျိုးတွေးတယ်ကြတယ်နောက်ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင်ကိုလိုရှင်တဲ့ချစ်သူအကြောင်းကိုစဉ်းစားလိုက်တယ်အဲ့ဒီအချိန်မှာ तू ကငါ့ကိုတည်တည်ချာချာချစ်တာမဟုတ်ဘူးအမြင်တကြီးချစ်တာမဟုတ်ဘူး तू ကနောက်တစ်ယောက်ကိုစိတ်ဝင်စားနေတာငါ့ကိုလူတွေက မချစ်ကြဘူးငါကအချစ်ရင်ပဲတဲ့ရင်ကဲမကောင်းတဲ့ဘူးအဲ့ဒီလိုတွေးတောမိတဲ့စိတ်တွေဟာ resistant တွေပဲဖြစ်တယ်နောက်ထပ်ဥပမာလေးတစ်ခုပြောပြမယ်ဆိုရင်မိတ်ဆွေဟာအလုတ်တစ်တစ်ခုကိုလို့ရှင်နေဆိုပါစို့အဲ့ဒီအရုပ်ကိုရှောင်းမိလို့စဉ်းစားလိုက်တဲ့အခါငါကမတော်ဘူးသူတို့ကငါ့ကိုခင်မမဟုတ်ဘူးငါ့ကိုခင်မခင်ပါမလားငါနဲ့အဆင်ပြေပါမလားငါအလုပ်ရနိုင်မလားစသဖြင့်ပေါ့နော်အဲ့ဒီလိုတွေးတောတဲ့ကြတယ် ဒါတွေအားလုံးဟာကိုလိုရှင်တဲ့အရာကို manifest ဖြစ်စေဖို့အခုအခင်အတားအဆီးအနှောင့်အယှက်တွေပဲဖြစ်တယ်ဒီလိုစိတ်တွေ ရှိမေဆိုရင်ကိုလိုရှင်တဲ့အရာ manifest ဖြစ်စေဖို့ကြံ့ကြတဲ့ပါတယ်ဒီလိုဆိုရင်ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အရာတွေကို manifest ဖြစ်စေဖို့အဲ့ဒီ resistance တွေအတားအဆီးတွေရှိနေမေဆိုရင်အဲ့ဒီ resistance တွေကိုဖြေရှားဖို့လိုအပ်ပါတယ်။အဲ့ဒီ resistance တွေကိုဖြေရှားနိုင်ဖို့လွယ်ကူတဲ့နည်းလမ်းတစ်ခုကိုပြောပြပါမယ်။ တခေတော့ manifestation ဆိုတာ logical mind လို့ခေါ်တဲ့ကြိုးကြောင်းဆင်ရှင်တဲ့တဲ့စိတ်နဲ့အလုံးမလုပ်ပါဘူးဒီလိုဆိုရင် manifestation အတားအဆီးတွေဖြစ်တဲ့ resistance ကိုဖိရှားတော့မီဆိုရင်ကြိုးကြောင်းဆင်ရှင်တဲ့တဲ့စိတ်ကိုဖိရှားဖို့လိုအပ်တယ် ရှင်ကပြောခဲ့တဲ့ဥပမာထင်းမှဆိုရင်ကိုကကားအသေးတစ်စီးကိုလိုရှင်တယ်အဲ့ဒီတော့အာကို့မှာငွေကလုံလုံလောက်လောက်မရှိဘူးဒီတော့ကြိုးကြောင်းဆင်ရှင်တဲ့တဲ့စိတ်ကဘာပြောမလဲဆိုရင်ငါမှာငွေလုံလုံလောက်လောက်မရှိဘူးအဲ့ဒီတော့ငါလိုရှင်တဲ့ကားကိုရမှာမဟုတ်ဘူးအဲ့ဒီလိုစဉ်းစားမိမှပဲဒီလိုစဉ်းစားမိတဲ့အတွေးတွေကိုဖိရှားဖို့လိုတယ်အဲ့ဒီလိုစဉ်းစားမိတဲ့အတွေးတွေကလေကိုယ့်ရဲ့ကြိုးကြောင်းဆင်ရှင်တဲ့တဲ့စိတ်ကလာတာပဲဖြစ်တယ် ဒီတော့ manifestation အလုံးလုံးလာစေဖို့ကိုယ့်အနေနဲ့လိုချင်တဲ့အရာတွေကိုရထားပြီးပြီဆိုတဲ့အဲ့ဒီစိတ်ခံစားချက်အပေါ်မှာပဲအာယုံစိမ့်နေဖို့လိုအပ်တယ်။အဲ့ဒီလိုအာယုံစိမ့်တာကိုဆက်လက်အာယုံစိမ့်နေဖို့တသမဲတဲ့အာယုံစိမ့်နေဖို့ပဲလိုအပ်တယ်။ကိုလိုချင်တဲ့အရာတွေရပြီးပြီဖြစ်ပြီးပြီပိန်ချိန်ပြီးပြီဆိုတဲ့ပုံစံမျိုးနဲ့သာဆက်လက်နေထိုင်မိအဲ့ဒီခံစားချက်တွေအပေါ်မှာသာဆက်လက်အာယုံစိမ့်နေမိဆိုရင်သင်လိုချင်တဲ့အရာဟာသင်အတွက်ဖြစ်လာပါလိမ့်မယ်။ အခုပြောပြပေးမယ့် manifestation နည်းနဲ့အလုပ်ဖြစ်စေဖို့အတွက်တိုးကြောင်းဆင်ရှင်တဲ့စိတ်ကိုဖိချပြီးရင်ကိုလိုချင်တဲ့အရာရနေပြီဖြစ်နေပြီရှိနေပြီဆိုတဲ့စိတ်ခံစားချက်တွေအပေါ်မှာပဲတသမဲတည်းဆက်လက်အာယုံစိတ်ပေးဖို့အကျင့်ပြုပါတယ်။ဒါဆိုရင်ဒီ manifestation နည်းနဲ့ကိုစကြရအောင်။ဒီနည်းနဲ့ကို because technique လို့ခေါ်ပါတယ်။မြန်မာလိုပြောမေဆိုရင်တော့အဘိကြောင့်ဆိုသောသို့မဟုတ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီနိမ့်နဲ့ပေါ့ ဒီနီနင်းကိုအသုံးပြုဖို့အတွက်ပထမဆုံးအနေနဲ့မိတ်ဆွေရဲ့စိတ်ထိပ်မှာအမှန်တကယ်လိုရှင်တဲ့အရာတစ်ခုကိုတိတိကျကျသတ်မှတ်ပါ။အဲ့ဒီလိုကိုလိုရှင်တဲ့အရာကိုတိတိကျကျသတ်မှတ်ပြီးနောက်အဲ့ဒီအရာကိုရပြီးသားဖြစ်ပြီးသားပိန်ဆိုင်ပြီးသားတကယ်သောအဲ့ဒီဝါကြားတစ်ချောင်းကိုတိဆောက်ပါ။ဘာဖြစ်လို့လဲဆိုရင်ဒါကတော့ affirmation ရွေးဆိုရမယ့်နီနင်းဖြစ်ပါတယ်။ ဥပမာဆိုပါစို့မိတ်ဆွေကတလားမှာဝင်ငွေ300လို့ရှင်နေဆိုရင် affirmation ရွေးဆိုရမေးဝါကြားကငါကတလားမှာဝင်ငွေ300ရနေပြီအဲ့ဒီလိုပုံစံမျိုးရွေးဆိုရမှာဖြစ်တယ်ဒါကြောင့်ကိုရွေးဆိုရမေးဝါကြားကိုရေးချပါအဲ့ဒီဝါကြားသည်အတိတ်ကာလလေးမဟုတ်ဘူးအနာဂတ်ကာလလေးမဟုတ်ဘူးလက်ရှိပြစ်စုပင်တစ်တစ်မှာရနေတဲ့ဖြစ်နေတဲ့ဝါကြမျိုးဖြစ်ရမှာဖြစ်တယ်။ နောက်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မိษွေကကိုယ့်ရဲ့ချစ်သူအဟောင်းကိုပြန်လို့ရှင်ဒီဆိုပါစို့သူ့နာမည်ကယမင်းဆိုပါစို့အဲ့ဒီတော့မိษွေပြုလို့ရမယ့်ဝါကြားကငါကယမင်းနဲ့ပြန်ပေါင်းနေပြီအခုအချိန်မှာငါနဲ့ယမင်းအတူတကွရှိနေပြီအဲ့ဒီတော့ဝါကြားမျိုးတွေကိုပြုလုပ်ပေးပါပြီးရင်နောက်တစ်ဆင့်ကတော့ကိုပြုလုပ်ထားတဲ့ဝါကြားကိုဘာဖြစ်လို့လေးဆိုရင်ဆိုတဲ့စကလုံးနဲ့ဆက်ပြရမှာဖြစ်တယ် ဥပမာမိတ်ဆွေကတလားမှာဝင်ငွေ300လိုရှင်တယ်ဆိုရင်မိတ်ဆွေပြုလုပ်လိုက်တဲ့ဝါကြကငါအခုအချိန်မှာတလားမှာဝင်ငွေ300ရနေပြီအဲ့ဒီတော့ဘာဖြစ်လို့လဲဆိုရင်စကလုံးနဲ့ဆက်မိဆိုရင်ငါအခုအချိန်မှာတလားမှာဝင်ငွေ300ရနေပြီဘာဖြစ်လို့လဲဆိုရင်အခုအချိန်မှာငါတလားမှာဝင်ငွေ300ရနေပြီဖြစ်တော့ပြီ ။နောက်ဥပမာတစ်ခုကိုပြောမေဆိုရင်အခုအချိန်မှာငါဟာငါချစ်သူယမင်းနဲ့ပြန်ပေါင်းနေပြီ။ဘာဖြစ်လို့လဲဆိုရင်အခုအချိန်မှာငါဟာငါရှိသူယမင်းနဲ့ပြန်ပေါင်းနေပြီဖြစ်တော့ပြီ။ဒီလိုဆိုရင်မိစေတော်အနေနဲ့ရွေးဆိုရမယ် affirmation ကတော့လွေလီလေးပါပဲ။ကိုပြူလုံးတဲ့ဝါချားကိုဘာဖြစ်လို့လဲဆိုရင်ဆိုတဲ့စကားလုံးနဲ့ဆက်လိုက်ုံပဲ။ ောက်ထပ်ဥပမာလေးတစ်ခုပြောပြပါမယ်။ငါကအခုအချိန်မှာကားအသစ်တစ်စီးကိုရနိုင်ပြီ။ဘာဖြစ်လို့လဲဆိုရင်ငါကအခုအချိန်မှာကားအသစ်တစ်စီးကိုရနိုင်ပြီဖြစ်လို့ပဲ။ ဒီလို information ကိုမိတ်ဆွေတို့အနေနဲ့ထက်တလေးလေးထက်တလေးလေးရွှေဆိုပေးရမှာဖြစ်တယ်။မနေ့အိယာထားတဲ့အချိန်မှာရွှေဆိုပေးပါ။နေ့နေနေခင်းအချိန်မှာရွှေဆိုပေးပါ။ညနေအိမ်တော်မင်းအချိန်တွေမှာရွှေဆိုပေးပါ။အားနေတဲ့အချိန်တွေမှာရွှေဆိုပေးပါ။တစုံတစ်ခုခုဝေဖို့လူတွေနဲ့တင်းစီနေရတယ်ဆိုပါစို့။အဲ့ဒီအချိန်မှာမိတ်ဆွေရဲ့စိတ်ထင်းမှာရွှေဆိုပေးပါ။ တကင်းတို့များမိတ်ဆွေဟာကိုယ်အလုပ်ကိုသွားနေတယ်အဲ့ဒီအချိန်မှာလိန်ကစီးပြီးသွားနေတယ်ဆိုပါစို့အဲ့ဒီအချိန်မှာစိတ်ထင်းကအဲ့ဒီ affirmation ကိုရွတ်ဆိုပေးပါ ဒီနည်းနဲ့ကတော့မိတ်ဆွေတို့လိုချင်တဲ့အရာတခုကို manifest ပြုလုပ်တဲ့နည်းနဲ့တခုတော့ဖြစ်တယ်ဒီနည်းနဲ့ကိုပြုလုပ်နေစဉ်ကာလအတွင်းမှာတစ်ခါတလေကိုယ့်ရဲ့စိတ်ထေးမှာ resistant တွေဝင်လာတဲ့တည်းဖြစ်နိုင်ပါမလားဟုတ်ပါမလားငါကမဖြစ်နိုင်ဘူးထင်တယ်စသဖြင့်အဲ့ဒီလိုအတွေးတွေဝင်လာတဲ့တည်းအဲ့ဒီအတွေးတွေကိုတတိထားပေးပါပြီးတော့အဲ့ဒီကြိုးကြောင်းဆင်ရှင်တဲ့စိတ်ကလေးကိုဖိရှားပေးပါပြီးရင်အခုပြောခဲ့တဲ့ affirmation တွေကိုသာထက်တလေလေးထက်တလေလေးရွှဲဆိုပေးပါ ဒီတော့အဲ့ဒီ information ကိုဘယ်လောက်ထိရွက်ဆိုပေးရမလဲဆိုရင်မိစေတော်အနေနဲ့အချိန်တန်းတာတကူကိုတင်မြင်လိုက်ပါတပည့်ပြုလုံးမလားဆေးရပြုလုံးမလားတလားပြုလုံးမလားကိုပြုလုံးရှင်တဲ့အချိန်အတန်းတာတကူကိုတင်မြင်ပြီးရင်ပြုလုံးစီရှင်ပါတယ်ဒီနည်းနဲ့ဟာလွေကူတွေထင်ရပေမယ့်တခေတ်ကိုအလုတ်ဖြစ်တဲ့နည်းနဲ့ဖြစ်ပါတယ် ဒီကတော့ကိုလိုရှင်တဲ့အရာနဲ့ပတ်သက်လို့ resistant တွေမရှိဘူးရှိနေခင်ရေလွေကူစွာဖိရှားနိုင်တယ်ဆိုရင်ဒီနည်းနဲ့ဟာတကင်းကိုမြင်းမြင်းဆင်းဆင်းအလုတ်ဖြစ်စီမင်းနည်းနဲ့ဖြစ်ပါတယ်နောက်ဆုံးပြောရှင်တာကတော့လူရှင်တဲ့အရာတွေရေကူစွာ manifest ဖြစ်လာစေဖို့ဒီနည်းလေးကိုလက်တွေ့ကျကျအသုံးပြုကြပါလို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်